ဖို့ဖို့လေးကိုမကြိတ်ခင်ဂွင်းထုချင်းရဲ့ကောင်းကျိုးများအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဖို့ဖို့လေးကို မကြိတ်ခင်ဂွင်းထုချင်းရဲ့ကောင်းကျိုးလေးတွေကိုပြောပြပေးလိုက်ပါရနော်မိန်းကလေးတွေအနေနဲ့လဲကိုကောင်လေးကတက်ထွက်ဖြစ်နေတယ်ဆိုရင်ဒီနီးလန်းနဲ့ဖြည့်ရှင်းလို့ရပါတယ်နော်ဖို့ဖို့လေးကိုမကြိတ်ခင်ဂွင်းထုချင်းရဲ့ကောင်းကျိုးလေးတွေကတော့ဖိအားတွေကိုတက်တာစီတယ်ဖို့ဖို့လေးကိုမကြိတ်ခင်ဂွင်းထုထားမယ်ဆိုရင်စိတ်ဖိစီးမှုနဲ့လိမ်မှုဆိုင်ရာ စိုးရင်ပူပန်မှုတွေကိုတိတိတတ်တာရောကြသွားစေတာတွေ့ရပါတယ်။စိတ်ရဲ့တင်းကျပ်မှုတွေအားလုံးပြေလျော့သွားတဲ့အတွက်ဖုတ်ဖုတ်လေးကိုကျိတ်တဲ့အခါမှာစွမ်းဆောင်ရည်ကောင်းတွေပုံမှုပြသနိုင်မှလည်းဖြစ်ပါတယ်။အချိန်မတိုင်မီတုံ့လွတ်စောတဲ့ပြဿနာကို ကာကွယ်ပေးတယ်။လူတစ်ယောက်နဲ့တစ်ယောက်တော့မတူနိုင်ပါဘူးနော်။ ဒါပေမဲ့လည်းများသောအားဖြင့်အမျိုးသားတွေမှာပထမတစ်ကြိမ်သုံးလွတ်ပြီးတဲ့အခါနောက်ထပ်ဒုတိယတစ်ကြိမ်အထွတ်ထိပ်ကိုရောက်ဖို့ကြာမှာအချိန်အနည်းငယ်ကြာတတ်ပါတယ်။ဒါကြောင့်ပဲအတူမနေခင်တကိုယ်တော်တိုင်းကျင့်ထားမယ်ဆိုရင်နောက်ထပ်တစ်ကြိမ် သုံးလွတ်ဖို့အချိန်ကြာမြင့်သွားစေပြီးအချိန်မတိုင်မီသုံးလွတ်စောတဲ့ပြဿနာကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။အချိန်မတိုင်မီသုံးလို့စောတဲ့ပြဿနာခံစားနေရတဲ့အမျိုးသားရောအင်းနီနဲ့ဒီနီလန်းကအထောက်အကူဖြစ်စေနိုင်ပါတယ်။ အထုတ်ထိတ်ခံစားမှုရစေရဲ့ဖုတ်ဖုတ်လေးကိုမကြိတ်ခင်တွင်ထူခြင်းဟာစိတ်ခံစားမှုကိုပိုကောင်းစေပြီး အထုတ်ထိတ်ခံစားမှုရစေဖို့ကိုလည်းကူညီပေးပါတယ်။လေးလာမှုတွေအရဖုတ်ဖုတ်လေးကိုကြိတ်တဲ့အခါပြီးမြောက်ဖို့ခက်ခဲနေတဲ့သူတွေအတွက်လည်းမကြိတ်ခင်တွင်ထူထားခြင်းဟာခံစားမှုအထုတ်ထိတ်ကို ရောက်စေနိုင်ကြောင်းဖော်ပြထားပါတယ်။ဒါတင်မကတ်သေးပါဘူး။ နေရင်ကားစီကိုလည်းသွေးစည်းစင်းမှုတိုးစေတဲ့အတွက်အတူနေချိန်မှာစွမ်းဆောင်ရည်အပြည့်နဲ့စိတ်လှုပ်ရှားပွေဖြစ်စေပါတဲ့ပြီးတော့တကူရည်အာသာဖြည့်ခြင်းကို ကိုပါတနာနဲ့ပါအတူတူပြုလုပ်နိုင်ပြီးဒါဟာနှစ်ဦးသားရဲ့ယဉ်နီးမှုကိုပိုတိုးစေဖို့ကူညီပေးကာအတူနေချိန်မှာလည်းပျော်ရွှင်ကြည်နူးပွေခံစားချက်တွေကိုရရှိစေမှာဖြစ်ပါတဲ့အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်